အားလုံးပဲမင်္ဂလာပါဒီနေ့ဆရာရဲ့မိတ်ဆွေတွေကိုအထူးမြတ်တာလက်ဆောင်ပေးချင်တာကတော့ဒီနိုင်ငံခြားကိုအမြန်ဆုံးသွားရစေဖို့ဒီ passport တို့ visa တို့ကြန့်ကြာနေတဲ့ကိစ္စတွေအမြန်ဆုံးရစေဖို့အတွက်အထူးရည်ရာတစ်ခုကိုမြတ်တာလက်ဆောင်ပေးချင်ပါတယ်နော်အရင်ဆုံးအနေနဲ့ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနှိပ်အသေးပေးပြီးတော့ share လုပ်သွားပေးပါ ချို့ကဒီနိုင်ငံရဲ့အခြားကိုပညာရေးကြောင့်ပဲဖြစ်စေလုပ်ငန်းကိန်းကန်းနဲ့ပတ်သက်ပြီးတော့ဖြစ်စေအလဲပတ်ခီးပဲဖြစ်စေသွားတဲ့အခါမှာကြန့်ကြာနေတယ်ပေါ့နော်ကြန့်ကြာနေတယ်ပြီးတော့ဒီ passport ကိစ္စ visa ကိစ္စတွေမှာလည်းကြန့်ကြာနေတဲ့ကိစ္စတွေလည်းရှိပါတယ်နော်အဲ့ဒီလိုမျိုးဒီ passport ကိစ္စ visa ကိစ္စအခြားသောကိစ္စတွေနဲ့နိုင်ငံသားကိုထွက်ရဖို့ကြန့်ကြာနေတယ်ဆိုရင် အခုဆရာပြောပြမဲ့ရေရရာလေးကိုတိတိကျကျလုပ်ပြီးပါယုံကြည်ကြည်လုပ်ပြီးပါအမြန်ဆုံးသွားပါလိမ့်မယ်နော်သူကဘယ်လိုလုပ်ရမလဲဆိုတော့နိုင်ငံခြားကိုအမြန်ဆုံးသွားဖို့အတွက်ဖုန်ကြီးတစ်ပါးကို ရေခွက်တစ်ခွက်လူပြီးတော့ဆူတောင်းပေးရပါတယ်နော် ရေခွက်ဆိုတာကတော့တောက်ရေခွက်ဖြစ်ပါတယ်နော်ချိုးတဲ့ရေခွက်မဟုတ်ဘူးတောက်ရေခွက်ဖြစ်ပါတယ်တောက်ရေခွက်ဆိုတာကတော့ကော်ရေခွက်ပဲဖြစ်ဖြစ် စတီးရေခွက်ပဲဖြစ်ဖြစ် ကျွေရည်ခွက်ပဲဖြစ်ဖြစ်ဘာရည်ခွက်ပဲဖြစ်ဖြစ်ပေါ့နော်တောက်ရည်ခွက်ဖြစ်ဖို့ပဲလိုပါတယ်ဖုန်ကြီးတစ်ပါးကိုရည်ခွက်တစ်ခွက်လူပြီးတော့မှနိုင်ငံခြားခရီးကိုအများဆုံးသွားဖို့ဆူတောင်းပေးပါပြီးတော့ရတ်တော်မူဖရာရဲ့ရတ်ဖို့ရတ်တော်မူဖရာရဲ့ခြေဗမိုးတော်ကိုခြေခြေဗမိုးတော်ကိုရွှေချပေးရပါတယ်နော်ရွှေဆိုင်ကပ်ပေးရပါတယ်တချို့ဒီဖရာပစ္စည်းဆိုင်တွေမှာနိဗ္ဗာန်ကုန်သွားတယ် နိဗ္ဗာန်ကုံစုံဆိုင်မှာရောက်နေပြန်နော်ရွှေဆိုင်လေးတွေရှိပါတယ်ရွှေဆိုင်လေးတွေရှိပါတယ်နော်အဲ့ဒီရတ်တော်မူဖရာဆိုတာတော့အဲ့မိတ်ဆွေတို့အားလုံးသိပါတယ်ရတ်တော်မူဖရာရဲ့ခြေထောက်တော်ကိုအဲ့ဒီရွှေဆိုင်လေးရွှေရွှေကပ်ပေးရတယ်ရွှေချပေးရပါတယ်နော်အဲဆူတောင်းပေးပါမိမိနိုင်ငံခြားခရီးကြံ့ကြာနေတဲ့ကိစ္စတွေချက်ချင်းအဆင်ပြေဖို့ပတ်စပို့ကိစ္စဗီဇာကိစ္စအခြားသောကိစ္စတွေအများဆုံးအဆင်ပြေစေဖို့အတွက်လေးလေးနက်နက်ဆူတောင်းပေးပါ ရပ်ပိုင်းတွင်းမှာတွားရပါလိမ့်မယ်နော်အခုဆရာမျှဝေပေးခဲ့တဲ့နိုင်ငံခြားခီးအမြန်ဆုံးအောင်မြင်စေဖို့အတွက်အထူးရေရာမိတ်ဆွေတို့အားလုံးအတွက်ကြိုးရှိတယ်ဆိုရင်ဆရာရဲ့ဗီဒီယိုလေးကို အပောင်းလေးကိုနှိပ်အသေးပေးပြီးတော့ share လုပ်သွားပေးပါမိတ်ဆွေတို့ရဲ့နိစ္စရာပတ်ဝန်းကျင်ကတငယ်ချင်းပေါင်းတဲ့တွေကိုလည်းတဆင့်ပြန်လည်မျှဝေပေးပါဆရာရဲ့ဖုန်းနံပါတ်ကိုပေးပြီးတော့လည်းမေးခိုင်းလို့ရပါတယ်နော် ဆရာကတော့ဆရာကြီးမင်းသိန်ခါဤတပည့်ရင်းဆရာရဲမှန်အောင်ဖြစ်ပါတယ်ဆရာထံမှာဗေဒင်မေးခြင်းနဲ့လက္ခဏာမေးခြင်းနဲ့တာတော့ဗေဒင်ဧကန်တဗေဒင်မေးခြင်းနဲ့မိတ်ဆွေတွေကဆရာကိုတိုက်ရိုက်ဖုံးခေါ်ပြီးတော့မေးလို့ရပါတယ်ဗေဒင်ညံပူဇော်ကယူပါတယ်เนาะပြီးတော့အိမ်ရောင်းခြင်းတာခြံရောင်းခြင်းတာမြေရောင်းခြင်းတာကားတွေကြောက်တွေဆက်ပစ္စည်းတွေစံကယ်တွေတံပိုးကြီးယရနာပစ္စည်းတွေအများဆုံးရောင်းထွက်စေဖို့အတွက်အထူးတိုက်တဆင်တွေပြုလုပ်ပေးပါတယ်အာမခံနဲ့ပါ ပြီးတော့အခြေရေးမှာသစ္စာဖောက်ခံရတာအိမ်တော်ရေးဖောက်ပြန်ခံရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပြီးပါပြီးတော့ကျမ်းမာရေးသေးတဲ့ညံ့နေတဲ့လူနာတွေအောက်လန်းပညာဆုံးပညာတွေနဲ့တိုက်ခိုက်ခံထားရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပြီးပါပြီးတော့အကျွေးတွေပြန်ရဖို့အကျွေးတွေကြည်ဖို့နေ့စဉ်ငွေကြေးလက်လာဘတွေပွင့်လန်းစေဖို့ဈေးရောင်းကောင်းစေဖို့လောင်းကစားရှုံများနေတဲ့မိတ်ဆွေတွေအမြတ်ငွေတွေချက်ချင်းရအောင်ပုံနကနမင်းကြီးရဲ့အဆောင်တော်ကြီးတွေဆောင်ရွက်ပေးပါတယ်။ ပြီးတော့အိမ်ကထွက်သွားတဲ့ယောက်ျားမိန်းမတာသမီးတွေချက်ချင်းပြန်လဲရောက်ရှိစေဖို့ပျောက်သွားတဲ့တံပိုးကြီးရတနာပစ္စည်းတွေချက်ချင်းပြန်လဲရရှိစေဖို့ဘဝရဲ့ရည်မှန်းချက်တွေပြည့်စုံလာစေဖို့အမှုခင်းကိုနိုင်ဖို့ရန်သူတွေကိုအောင်မြင်ဖို့မိမိလုပ်နေတဲ့လုပ်ငန်းဆောင်တာတွေမှာအောင်မြင်တိုးတက်ကြီးပွားချမ်းသာစေဖို့အောင်မြင်တဲ့အမှုပညာရှင်ကြီးတွေဖြစ်စေဖို့အမှုခင်းကိုနိုင်ဖို့ရန်သူတွေကိုအောင်မြင်ဖို့ ရာဓုတိုးဖို့နေရာကောင်းရဖို့လက်ရှိနေရာမှာတည်မြဲစေဖို့လက်ရှိနေရာကနေပြောင်းရွှေ့ခွင့်ရစေဖို့လိန်တူချစ်သူများအစဉ်ပြေစေဖို့မိဘစကားနားမထောင်တဲ့သားသမီးတွေမိဘစကားနားထောင်လာစေဖို့ပြီးတော့အချုံအောင်ဖန်စည်းခံရတဲ့မိတ်ဆွေများလည်းချုံအောင်ဖန်စည်းကနေချက်ချင်းလွတ်မြောက်စေရန် အထူးရေရာစီမံဆောင်လက်ဖွဲ့တွေဆောင်ရွက်ပေးပါတယ်။ ပြီးတော့ကလေးနာမည်ပေးဆိုင်နာမည်ပေးလုပ်ငန်းနာမည်ပေးကုမ္ပဏီနာမည်ပေးအမှုပညာနာမည်ပေးတွေဆောင်ရွက်ပေးပါတယ်။ဆရာရဲ့ဖုန်းနံပါတ်က39956688858ပြီးတော့39968346ဖြစ်ပါတယ်နော်။အဲ့ဒီ39956 986 858အဲ့ဒီဖုန်းနံပါတ်က Viber အကောင့် Telegram အကောင့်ရှိပါတယ်။အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးလို့လည်းရပါတယ်နော်။ပြည်ပမှာနေထိုင်ကြတဲ့မိတ်ဆွေတွေကတော့အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးကြပါ။ပြည်တွင်းကမိတ်ဆွေတွေကတော့ဆရာကိုတိုက်ရိုက်ဖုန်းခေါ်ပြီးတော့မေးကြပါ။ဆရာရဆရာရဲ့ဘီရင်ဟောကမ်းမှာလာမေးကျင်တဲ့ဆိုရင်တော့နော်ကုံကျေးရွာရေဦးမြို့နယ်သခိုင်းတိုင်းမှာဆရာနေပါတယ်ဆရာရဲ့ဘီရင်ဟောကမ်းမှာလည်းလာမေးလို့ရပါတယ်เนาะမလာခင်မှာဆရာကို ဖုန်းကြိုးဆက်ပေးပါခொနည်းရဲ့သားသမီးအားလုံး ကျမ်းမာချမ်းသာ၍လောကကောင်းကျိုးသာရဏတော်ရဲ့ကောင်းကျိုးကိုကောင်းစွာရွတ်ဆောင်နိုင်သောအမျိုးကောင်းသားမျိုးကောင်းသမီးများဖြစ်ကြပါစေလို့ဆရာကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်